မင်္ဂလာပါ The Great Godzilla Terror မှာဖြစ်ပါတယ်။တင်းအတွက်မနက်ဖြန်ငွေကြေးကန်အခြေအနေကိုဖတ်ကြားပေးမှာဖြစ်ပါတယ်။မနက်ဖြန်မှာငွေကြေးကန်အခြေအနေတော်တော်လေးကောင်းမွန်နေတတ်ပါတယ်။အတိတ်မှာတော့ကလွန်ခဲ့တဲ့ရက်တွေတုန်းကငွေကြေးနဲ့ပတ်သက်ပြီးအဆင်မပြေတဲ့ကိစ္စတွေရှိရင်မနက်ဖြန်ကနေစပြီးတော့အဆင်ပြေသွားနိုင်ပါတယ်။အလောက်ကန်နဲ့ပတ်သက်ပြီးတော့လေပုံမကောင်းမွန်တဲ့ အခွင့်အလမ်းတွေကိုရှာဖွေတွေ့ရှိပါလိမ့်မယ်။ငွေကြေးလောက်ကနဲ့ပတ်သက်ပြီးတော့ရွှေ့ပြောင်းစရာကိစ္စတွေကြုံရပါလိမ့်မယ်။အလုပ်ထဲမှာဝန်ထမ်းပြောင်းလဲလုပ်ရတာလူအပြောင်းလဲလုပ်ရတာတွဲဖက်နေတယ်။စီးပွားဘက်တွေအပြောင်းလဲလုပ်ရတာမျိုးလည်းလုပ်ရပါလိမ့်မယ်။ပေါလလည်းဆိုလို့ရှိရင်လူပေါင်းနေနဲ့တွဲဖက်ရတာမျိုးနေရာဟောင်းမှာတွဲဖက်လောက်ကန်ရတာမျိုးတွေကကိုယ့်အတွက်အကျိုးမဖြစ်ထွန်းတဲ့အတွက်ကြောင့်မလို့ ိုကောင်းတဲ့အခြေအနေတစ်ခုကိုဖန်တီးရဖို့ဖြစ်လာပါလိမ့်မယ်။ဒါထပ်ပို့ပြီးတော့ကောင်းမွန်တဲ့အခွင့်အလမ်းတွေလည်းပေါ်လာနိုင်တယ်။အကူအညီပေးမဲ့သူတွေလည်းပေါ်လာနိုင်တယ်။စီးပွားရေးနဲ့ပတ်သက်ပြီးတော့အမြင်သစ်တွေကိုယူဆောင်လာမဲ့အပေါင်းအသင်းဟာအနီးမှာလည်းရှိသလိုအဝေးကနေလည်းတွေ့ရနိုင်တယ်။အဝေးကနေကိုမတွေ့ကြုံမမြင်ဘူးတဲ့သူတွေကလည်းကိုယ့်စီကိုလမ်းကြောင်းအသစ်တွေ ရှာဖွေဖို့လာတာမျိုးသို့မဟုတ်သူတို့လုပ်နေတဲ့လမ်းကြောင်းတွေမှာအတူပါဝင်ပေါင်းဖက်ဖို့အတွက်ဖိတ်ခေါ်တာမျိုးကြုံရတတ်ပါတယ်မနက်ဖြန်မှာငွေကြေးခံဘလောက်တောင်မကောင်းလဲဆိုရင်တမိုးကြီးလက်ဝတ်ရတနာပစ္စည်းတွေလည်းဝင်တတ်ပါတယ်ချဲထီကန်ဆတ်မဲ့တွေလည်းပေါက်တတ်ပါတယ်ငွေကြေးနဲ့လဲလှယ်တဲ့အခါမှာတစ်ချိန်တစ်ခါမှာငွေကြေးအမြောက်များရရှိနိုင်တဲ့ တံမိုးကြီးပစ္စည်းတချို့ကိုလည်းဝယ်ယူစုဆောင်ဖြစ်ပါလိမ့်မယ်။စီးပွားရေးငွေကြေးအလုတ်ကိုင်းကောင်းမွန်တဲ့အတွက်ကြောင့်မလို့ငွေကြေးအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့ရက်ဝေးနေရာမှာအိမ်ချမ်းမြေွက်တွေဝယ်တာမျိုးပေါ့နော်။ဒီလိုမျိုးတွေလည်းသွားရောက်လှုပ်ဆောင်ရတတ်ပါတယ်။ရက်ဝေးကသူတွေနဲ့လည်းစီးပွားဖက်အနေနဲ့စကားပြောရခြင်းရှိတယ်ဆိုတာမျိုးတွေ့ထားပါတယ်။ခရီးတို့ခရီးရှိလဲသွားရတတ်ပါတယ်။ နေမြေရွှေပြောင်းနေလဲလောက်ရတတ်ပါတယ်။ပုံမကောင်းမွန်တော့ဥသိအိမ်သိတိုက်တာချမ်းမြေအသစ်တွေလဲရရှိတတ်ပါတယ်။ဒါဆိုရင်မနှက်ဖြတ်မှာငွေကြေးနဲ့ပတ်သက်ပြီးတော်တော်လေးကံကောင်းနေတဲ့နေ့ဖြစ်တယ်ဆိုတာတွေ့ရပါတယ်။